အားလုံးမင်္ဂလာပါရှင်အဲဆီယမကတော့အခု grade 10 chemistry ပေါ့နော်သင်ရိုးသစ်ကိုသင်ပြီးမယ်ဆီယမဖြစ်ပါတယ်အခု teacher chapter 7ပေါ့နော် air water and soil မှာမှနောက်ဆုံးပိုင်းဖြစ်တဲ့7.3 soil အကြောင်းလေးကိုလေ့လာကြည့်ရအောင်ကဲ soil swine ဆိုတာ like air and water swine plays an essential role in our ecosystem ဒီကျဲရိုးရဲ့ပေါ့နော်အဒီ ecosystem ကြီးတစ်ခုလုံးမှာဆိုရင်တဲ့ essential role ဆိုတာမရှိမဖြစ်ပေါ့မပါမဖြစ်လိုအပ်တဲ့ကဏ္ဍအနေနဲ့เนาะအဒီရေတွေလေတွေလိုပဲမြေကြီးမြေစီလွာကလည်းပါဝင်ပါတယ်တဲ့ earth's body of swine called the pedosphere ဒီကျဲရိုးကအကဘာမြေကြီးရဲ့ပေါ့နော်မြေစီလွာက ကိုယ်တည်းကိုကြတော့ဘာလို့ခေါ်လဲဆိုတော့ pedosphere လို့ခေါ်တယ်ဒီကြတော့ air ကိုကြတော့ဒီကြတော့ atmosphere လို့ခေါ်တယ်လို့ပေါ့နော် soil ကိုကြတော့ pedosphere လို့ခေါ်ပါတယ် has four important function သူမှာအဓိကအရေးပါတဲ့ function ပေါ့နော်လောက်ဆောင်ချက်၄ခုရှိတယ်ဘာတွေလဲဆိုတော့ as a medium for plant grow နော် သူကကြတော့အပင်နေပြန်တန်ကြီးထွားဖို့အတွက် median ဂျာကန်နေအနေနဲ့လဲလုံဆောင်ပေးတယ်ပြီးရက as a means of water storage ဟုတ်ပြီနော်ရေတွေကိုတင်ဆက်ပေးတဲ့နေရပြီးတော့ supply and purification ပြီးတော့ရေတွေကိုတန့်စင်ပေးတဲ့ထောက်ပံ့ပေးတဲ့နေရမျိုးမှာလဲလုံဆောင်နေ as a modifier of art atmosphere နော်ကဘာလေဒူးကိုလဲ modifier ပြုပြင်ထိမ့်သိမ်းပေးတဲ့နေရမှာလဲလုံဆောင်ပေးပြီးရော and as a habitat for organizing organizing နေတက်ရှိတက်တော်ရရဲ့နေထိုင်ရာနေရာ နေနဲ့လည်းသူကလှုပ်ဆောင်ပေးပါတယ်တဲ့ swine its upper layer of the art in which plant grow upper layer ဆိုတာအပေါ်လွာပေါ့နော်ကမ္ဘာမြေအပေါ်ဆုံးလွာကတော့ in which plant grow ဘာဖြစ်စေလဲဆိုတော့ plant grow အပင်များရှင်တန်ကြီးထွားစေတယ်ပြီးတော့သူက a black or dark brown material အနက်ရောင်သူမဟုတ်မှာမြလဲအညိုရောင်ပေါ့နော်နတ်မောင်အညိုရောင်ရှိတဲ့အညိုရင်းရောင်ရှိတဲ့ material စီရှိနေတယ် typically consisting of a mixture of organic remain အဲ့လိုအရောင်တွေရှိနေခြင်းကဘာကြောင့်လဲဆိုတော့ mixture of organic remains ပေါ့နော် organic အပစ္စည်းအကျဉ်းကျန်နေရောနှောနေတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်။လိုအာမျိုးကြီးလဲဆိုတော့ clay and rock particles တိဟုတ်ပြီနော် clay ဆိုရက်ဒီချက်ရုပ်ရွှွန်စည်းတွေနဲ့ and rock particles ဆိုတာကကြောက်စိတ်အစိတ်ပိုင်းလေးပေါ့နော်ပါဝင်ပါတယ်။ Soy plays a very important role as it produces food for human beings and animals. Soy ga no plays a gana a no a pawin ne a very important role so a lon a ye ba de gana ta ku a ni ne pawin ma de blu myo ma le so ro as it produces food for human beings and animal tatwa ri ne lu da လူသားတွေအတွက်ဘာလို့လဲအစာထုတ်လုပ်တဲ့နေရာမှာဆိုရင်လည်းเนาะအဓိကအကန့်ကန်တာအနေနဲ့ပါဝင်နေတဲ့ good soil and a, a congenial climate for productivity are valuable assets for any nation ဟုတ်ပြီเนาะ any nation ဆိုတာနိုင်ငံတိုင်းနိုင်ငံတိုင်းအတွက်ဆိုလို့ရှိရင်ဒီပေါ့เนาะ good soil ဆိုတာကဒီကျတို့ဒီမြေစီလွာကောင်းဖို့ပြီးရခါကြတော့ congenial climate ဆိုတာကကြတော့ရာသီဥတုတင့်တင့်ညတာဖို့အတွက်ဆိုရင်ဘာအတွက်လဲဆိုတော့ productivity ဆိုတာထုတ်ကုန်နေအတွက်ပေါ့အခုလိုမျိုးအသီးအနှံတွေထွက်ကုန်နေအတွက်ဆိုလို့ရှိရင်တဲ့ ညည်စီလွားကောင်းခြင်းနဲ့ congenial climate ဖြစ်ခြင်းကဆိုရင်တန်မိုးအရှိဆုံးအရာဖြစ်ပါတယ်တဲ့အကြောင်းမလို့သူကဆက်ပြောထားတယ် erosion and a continuous cropping ဟုတ်ပြီနော်မြေကြီးလွားတိုက်စားခြင်းနေ continuous cropping ဆိုတာကဒီကျတော့ကောက်ပဲတည်နေတဲ့အဆက်မပြတ်စိုက်ပျိုးခြင်းတွေကနေပြီးတော့ have taken terrific toll of the swine in many parts of the world ကဘာရဲ့အစိပ်ပိုင်းတော်တော်များများပါဆိုရင်ငွေကြေးလာတိုက်စားမှုတွေဖြစ်တယ်ပြီးတဲ့အခါကျတော့အဆက်မပြတ်ကောက်ပဲတိနံနေစိုက်ပျိုးမှုတွေရှိတယ်တဲ့ဒါကြောင့်မလို့ excessive use of fertilizer may also cause the swine pollution excessive use of fertilizer တချို့ဓာတ်မြေဩဇာတွေကိုလိုရာထက်ပိုပြီးရောပေါ့နော်အသုံးပြုမယ်ဆိုရင်တဲ့ may also cause the swine pollution ဘာတွေဖြစ်ပေါ်လာနိုင်လဲဆိုတော့ swine pollution ဆိုတာမျိုးစီလာညစ်ညမ်းမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်တဲ့ we should have the basic knowledge of soil type မြေစည်းလွှာအမျိုးအစားတွေရဲ့အခြေခံအကြောင်းအရာတွေကိုသိရမယ်ဘဟုသုတတွေသိရမယ် and general soil information ပြီးရကြတော့ရေဘူးကပေါ့နော်မြေစည်းလွှာရဲ့အချက်လက်တွေပေါ့နော် information တွေကိုလည်းသိရမယ်ဘာကြောင့်လဲဆိုတော့ since agriculture is one of the backbone of the Myanmar economy ဒီထက်ရုပ်မြန်မာရဲ့အဓိကစီးပွားရေးပေါ့နော်ကြောယူနောက်ခံကလည်းဘာဖြစ်လဲ agriculture ဆိုစိုက်ပျိုးရေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထက်ရုပ်မြေစည်းလွှာအနေအထားတွေကိုလည်းသိနေမှာဖြစ်ပါတယ်တဲ့ကဲဒါဆိုရင် teacher တို့ဒီမှာ number A ပေါ့နော် swipe profile အရင်ဆုံးမြည်စည်းလောအကြောင်းလေးကို teacher တို့လေ့လာကြည့်ရအောင် figure 7.7မှာတဲ့ show three mains layer ပေါ့เนาะဒီမှာဆိုလို့ရှိရင်အလွာကြီး၃လွာဖော်ပြထားတယ်ဘာလွာတွေလဲဆိုတော့ top swipe sub swipe ရဲ့ background တနည်းအားဖြင့် parent rock လို့လည်းခေါ်ပါတယ်အဲ့တော့ off the swipe with increasing depth သူကအောက်ကိုရောက်လေလေပေါ့เนาะအနက် ရောက်လာလေးလေးဒီချာတို့လေယာကြီးတုံးလွာနဲ့သူကဖွဲ့စည်းထားတယ်တဲ့ပြီးရက်က the sequence of these layer အဲ့ဒီအစီအစဉ်တိုင်းပေါ့ top swipe ပြီး sub swipe sub swipe ပြီး background ပေါ့ is the swipe profile နဲ့เนาะအာသူ့ရဲ့လေယာတွေက sequence ပေါ့เนาะသူ့ရဲ့အစီအစဉ်တကြာစီစဉ်ထားတယ်ပြီးတော့ each layer has its own characteristic အဲ့လေယာပေါ့နော်အလွာတစ်ခုစီတိုင်းမှာဆိုရင်လည်းသူတို့ရဲ့ကိုယ်ပိုင်ဝိသေသလက္ခဏာတွေရှိပါတယ်တဲ့ဒီမှာဆိုရင် teacher figure 7.7မှာကတော့အကြမ်းမြင့်ပေါ့နော်ဒီမှာ typical layer font in swipe profile လေးကိုပြထားတာပါ top swipe sub swipe back rock or parent rock အဲဒီထက်ဒီမှာ swipe horizon အနေနဲ့ဒီမှာအသေးစိတ်ကလေးတစ်ချက်ပြန်ပြောပြပေးမယ်နော် ဒီချက်ရုတ် top side မှာဆိုလို့ရှိရင်เนาะသူကအပေါ်ဆုံးအလွှာမှာဆိုရင် organic o လို့ရေးထားတာဒီ organic layer ပေါ့เนาะအဲ့ဒီ layer မှာ humus ပေါ့နောက်မှာလဲဆက်ပါပါလိမ့်မယ်เนาะ humus ဆိုတာကကြတော့ဒီချက်ရုတ်မြေဆွေးရေးရှိနေမယ် organic layer ပြီးတော့ top side အဲ့မှာဆို mineral with humus humus ဆိုတာကကြတော့ဒီချက်ရုတ်ဒီမြေဆွေးတွေပေါ့เนาะ minerals တွေတတ်ထုတ်တတ်တွေပြောင်းဝင်နေမယ် ရှိနေမယ်ပြီးရခါကျတော့ alluvial layer leach minerals or organic matter organic matter သတ္တုတွေဘာဖြစ်လဲစီးဆင်းတဲ့နေရာမျိုးဖြစ်ပြီးတော့နောက်တစ်လွာကျတော့ subsoil လွာ subsoil မှာကျတော့ deposited mineral and matter salt ခုနကအပေါ်ကနေပြီးကျလာတဲ့ organic matter ပေါ့နော်သတ္တုဓာတ်တွေနဲ့ matter salt တွေဘာဖြစ်လဲအနေကျမယ်အလွာဖြစ်ပြီးတော့နောက်တစ်ခုက parent rock ဟုတ်ပြီနော် partly weathered rock လို့လည်းပြောရတယ်တနည်းအားဖြင့်ပေါ့နော်ကြောက်သားအလွာပေါ့နော် back rock ဆိုတာကတော့နောက် ဆုံးကတော့ and world the parent rock ပေါ့ဒါကတော့ teacher တို့အသေးစိတ်ကလေးဖော်ပြထားခြင်းဖြစ်ပါတယ် top side မှာဆိုရင်เนาะ teacher တို့အပင်နေပေါ့เนาะအပင်နေရှင်သန်ကြီးထွားဖို့အတွက်မြေဆွေးတွေမြေအမြေစီဩစာတွေကျဲဝါတဲ့အလွာလေးဖြစ်ပါတယ်ကဲဒါဆို teacher တို့အရင်ဆုံး top layer အကြောင်းလေးကြည့်ရအောင်နော် the top layer is known as the top soil ုတ်ပြီနော် top layer ကတဲ့ဘာလို့ခေါ်လဲ top soil all the humid layer လို့ခေါ်ပါတယ် humid layer ဆိုတော့မြေဆွေးတွေရှိရဲ့အလွာဖြစ်ပါတယ် which is rich in organic materials နော် organic materials တွေကျွဲဝနေတဲ့နေရာပါတဲ့ as this layer consists of decomposed material and organic matter အဲ့ဒီ layer မှာဆိုရင်เนาะ decompose ဆိုတာပြုတ်ကွဲနေတဲ့ material တွေ organic matter တွေပါဝင်နေတယ် it has a dark brown color သူ့ရဲ့ color လေးကတော့ dark brown အညိုရင်းရောင်ရှိပါတယ်အခုဒီမှာဆိုပုံလေးမှာဆိုလဲကြည့်လိုက်ပါအပေါ်ဆုံးပုံမှာတစ်ပင်လေးတွေပေါ့เนาะပေါက်နေတဲ့ဟိုအပေါ်ဆုံး layer လေးอ่ะဒါဆိုရင် teacher တို့ top swipe layer ပါဒါကတော့ layer of swipe ပုံလေးပြထားတာပေါ့เนาะ နောက်တစ်ခုကကြတော့ the humans make the top swipe of အပေါ်ဆုံးမြေပေါ့နော် humans ဆိုတာမြေဆွေးကားတဲ့ make the top swipe top swipe မှာရှိရဲ့မြေဆွေးလေးက soft soft ဆိုတာကနူးညံ့နေပြီးရခါ forest to hold inert air and water ရေနဲ့လေတွေကိုပေါ့နော်အလွယ်တကူဝင်ရောက်နိုင်တဲ့ forest ပေါ့နော်အဲစိတ်ဝင်နိုင်တဲ့အဲအလွာလေးဖြစ်ပါတယ်တဲ့ in this layer အဲ့ဒီ layer မှာဆိုရင်တော့ the six germinate like artworm bacteria and fungi are found in this layer of soil အဲ့ဒီအလွာမှာဆိုရင်တဲ့ the six germinate ဆိုတာအစမောအစတွေအညောင်ပေါက်မယ် like artworm ပြီးရဲ့ခါကြဘယ်လိုမျိုးနေလဲဆိုတော့ artworm တွေ bacteria တွေ fungi တွေက are found in this layer or soil အဲ့ဒီအလွာမှာဘာတွေကိုလဲတွေ့ရလဲ bacteria တွေ fungi တွေနေထိုင်တာကိုလဲတွေ့ရပါလိမ့်မယ်တဲ့ Okay, now to get our just below the top soil lines another layer called subsoil. ခုနက top soil အလွှာရဲ့အောက်လေးမှာပေါ့နော်။ဘီလို just below the top soil top soil ရဲ့အောက်လေးမှာကြတော့ line another layer အခြား layer လေးတစ်ခုရှိနေတယ်။အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ subsoil လို့ခေါ်ပါတယ်တဲ့။ it is comparatively harder and more compact than top side သူကိုပြောရမယ်ဆိုရင် comparative နှိုင်းရှင်ပြီးပြောရမယ်ဆို top side ထက်သူက harder ပို့ပြီးတော့မာတယ် and more compact than top side top side ထက်ပို့ပြီးတော့လည်းတိတ်ကြီးစားများပါတယ်တဲ့ it is lighter in color than the top side top side ထက်သူက lighter color ဆိုတာအရောင်ဖြော့တယ် because အဲဘဲကြောင့်ဆိုတော့ there is less humus in this layer အဲ့ဒီမှာတဖြည်းဖြည်းနဲ့ပါဖြစ်သွားပြီလေ humus layer ဆိုတော့မြေဆွေးတွေညော်နေလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်တဲ့။မှာဆိုပုံလေးမှာကြည့်လိုက်ပါပထမအုပ်ဆုံး teacher အလွာလေးက top size လွာမှာမဲမောင်နေရယ်။အဲ့ဒါနေတဖြည်းဖြည်းဒီမှာပေါ့နော် top size လဲပြီးွားရော sub size ဆိုတော့ b လေးနေရာလဲရောက်တော့တဖြည်းဖြည်းနဲ့အယောင်လေးကပါဖြစ်သွားလဲညော့သွားတယ်ဟုတ်ပြီနော် lighter in color ဖြစ်သွားပါတယ်တဲ့။ this layer it's less organic ဟုတ်ပြီနော်အဲ့ဒီအလွာ less organic ပေါ့နော် organic တွေတဖြည်းဖြည်းနဲ့အဲ့ဒီ layer မှာနည်းလာတယ် organic materials တွေ but ဒါပေမဲ့ it's rich in minerals ဒါပေမဲ့သူမှာတော့ mineral သတ္ထုဓာတ်တွေကတော့ဘာဖြစ်လဲကျွဲဝလာပါတယ်။ဘာကြောင့်လဲဆိုတော့ brought down from the top soil top soil ကနေစီးကြလာတဲ့အတွက်ကြောင့်မို့ဟုတ်ပြီနော်စိတ်ဝင်လာတဲ့အတွက်ကြောင့်မို့လို့ဘာဖြစ်လဲသူမှာတော့ mineral သတ္ထုဓာတ်တွေမြန်ပတ်လာပါတယ်။ it contains သူမှာဘာပါဝင်လဲဆိုတော့၎င်းမှာပါဝင်ပါတယ် metal salts တွေဟုတ်ပြီနော်သတ္တုစားတွေ especially အထူးသဖြင့် iron oxide in a large proportion ဟုတ်ပြီနော် iron oxide အများအများပါဝင်ပါတယ် farmers often meet topsoil and subsoil when plotting their feed farmers are လက်သမားတွေကခါတရံမှာဆိုရင် mixed เนาะ mix လုပ်တဲ့တဲ့ဘာနဲ့ဘာနဲ့ဟောလား top swipe and sub swipe ဟုတ်ပြီเนาะအပေါ်လွှာနဲ့အောက်เนาะဒီ sub swipe အလွှာကိုဘာလုပ်လဲဆို one plotting they are fix ဆိုတာသူတို့ရဲ့ပေါ့เนาะလဲခွင်းထဲမှာထည့်ထိုးတာပေါ့ပြောရမယ်ဆိုရင်အပေါ်လွှာနဲ့အောက်လွှာကိုရောသမလိုက်တာပေါ့เนาะအဲ့လိုထည့်ထိုးတယ်လို့လဲခေါ်တယ်ရောသမပြီးတော့မှဒါလင်းဘာလုပ်လဲအပင်နေကောက်ပဲသီးနံနေသူတို့စဘာပင်နေစိုက်ပြိုးတယ်ပေါ့ဒါကြောင့်လဲဆိုတော့အောက်မှာရှိရာကြတော့ sub swipe လွှာမှာ mineral state ရှိရဲ့ဟိုမှာကြတော့ organic matter ရှိရဲ့အဲ့တော့အကုန်လုံး အဟာရဓာတ်တွေရောနှောသွားအောင်လို့သူတို့ကထည့်ထိုးပြီးရောမှစိုက်ပျိုးခြင်းဖြစ်ပါတယ်။နောက်တလွာနောက်ဆုံးလွာဖြစ်တဲ့ the next layer it's background or parent rock ဟုတ်ပြီနော်။ကြောက်သားလွာလို့လည်းပြောတာပေါ့နော်။အဲ့ဟာတဲ့ which lies just below the subsoil နော်။ဘယ်ရဲ့အောက်မှာရှိလဲဆိုတော့ subsoil ရဲ့အောက်မှာရှိပါတယ်တဲ့ကြောက်သားလွာက။ Bedrock contains no organic matter. Bedrock မှာကြတော့ဒီကျတော့ no organic matter ဆိုတာကဒီကျတို့ organic matter တွေမရှိရောဘူး and it's made out of stone and rock ဘာလို့လဲကြောက်တုံးတွေနဲ့ rock ကြောက်เนาะကြောက်ခဲကြောက်ဆောင်လေးတွေနဲ့ပဲလုပ်ထားခြင်းဖြစ်ပါတယ် so it is very hot သူကကြံတဲ့အလွာတွေထပ်ပို့ပြီးတော့ကိုဘာဖြစ်လဲမာကျောသွားပါတယ်ဒါလေးကတော့ပုံလေးကတော့ background ပုံလေးကိုပြထားခြင်းဖြစ်ပါတယ် ကဲဒါဆိုရင် teacher တို့ b composition of soil soil ရေပေါ့နော် composition ပါဝင်ဘက်တွေပေါ့နော်မြေစီလွားထဲမှာဘာတွေပါဝင်လဲဆိုတာကို teacher တို့ကြည့်ရအောင် the mineral components of soil originate from the parent rock by weathering process teacher တို့ဒီပေါ့နော် mineral components of soil မြေစီလွားမှာရှိရဲ့တတုတက်တွေရဲ့ပါဝင်ဘက်တွေကတဲ့ originate from the parent rock by weathering process ဘာကြောင့်လဲဆိုတော့ weathering process ဆိုတာက teacher တို့ရာသီဥတုဖြစ်စဉ်တွေကြောင့်ပေါ့နော် parent rock တွေကမှတစ်ဆင့်ဒီ ဆွားရဲ့ minerals တွေပါဝင်တဲ့အဟာရတွေကတော့တဲ့ why the organic component is due to plant biomass in various type of decay as well as high population of bacteria fungi and animals such as earthworm သူက organic component တွေကဒီအပင်ကြီးရဲ့ဇီဝဓာတ်ပေါ့နော် in various type of decay ဆိုတာအမျိုးမျိုးသောအမျိုးအစုံသောပေါ့နော်မျိုးစားတွေကပျက်စီးမှုပေါ့နော် ်ဆွေးမြေ့မှုကနေပြီးတော့မှဖြစ်ပေါ်လာခြင်းဖြစ်တယ်တဲ့ as well as เนาะ၎င်းပြင် high population of bacteria and fungi and animals တဲ့เนาะဟို high population ဆိုတာက bacteria bacteria ပေါက်ပွားမှုတွေပို့ပြီးတော့မြင့်မားလာခြင်းဒါမှမဟုတ် fungi ပေါ့เนาะမိုးတွေပြီးတော့ animals တွေရဲ့ဒီကေးတွေပေါ့เนาะအော်ပုတ်သွေးဆေးမြေ့မှုတွေကပို့ပြီးများလာခြင်းပေါ်မှာမူတည်ပြီးတော့ နော် organic components တွေဖြစ်ချင်းဖြစ်ပါတယ်ဥမာပြောရမယ်ဆိုရင် stutters artworn ပေါ့နော်ဒီကောင်ပေါ့နော်ဒီကောင်လိုမျိုး animals တွေပေါ့ Okay now တကူက the basic components of soil အခြေခံကြဆုံးတော့ basic component နေရတော့ mineral matters တွေတတု dressing နေကကြတော့45%ပါဝင်နေတယ် organic matter တွေကကြတော့5%ပါပြီးတော့အဲလေရတော့20 to 30%ပေါ့နော် similar ပေါ့နော်သူတို့ရဲ့အနည်းဆက်ဆုံးဒီလောက်ပါဝင်ပြီးတော့ water ကလည်း20 to 30%ဆိုပြီးတော့ figure 7.8မှာသူရဲ့ composition of soil ပုံလေးကိုပြထားခြင်းဖြစ်ပါတယ်ဒီမှာလည်းเนาะသူရဲ့သင်္ကေတလေးတွေနဲ့ပြသထားရပေါ့နော် mineral matter ဆိုရင်45%ပါတယ်အဲကကြတော့20 to 30%ပါပြီးတော့ water ရေကကြတော့20 to 30%ပဲ organic matter ကတော့5%ပဲပါဝင်ပါတယ် é and water occupy the pool spaces inside air and water ပေါ့နော်ဒီကြားရလေနဲ့ရေတွေ occupy ရရှိဖို့အတွက်ဆိုလို့ရှိရင်မြေစီလွှာထဲမှာအပေါက်ငယ်လေးနေရာလက်လေးတွေပါဝင်နေ pool spaces are the voids uh, between the soil particles သူကဘယ်လိုမျိုးလဲဆိုတော့ soil particles တွေရဲ့ကြားထဲမှာဟိုပေါ့နော်အပေါက်ကလေးတွေ voids ဆိုတာဒီများမှာအနာလို့တော့သုံးလို့မရဘူးအနာလိုမျိုးအပေါက်ပေါက်ကလေးတွေပေါ့နော်အပေါက်ပေါက်ကလေးတွေက pool spaces တွေပါတဲ့ pool spaces ဆိုတာကဒီကြားရဝင်ရောက်နိုင်တဲ့เนาะနေရာလက်အပေါက်ငယ်လေးတွေဖြစ်တဲ့ ဲ့ရေတွေလေတွေဝင်ရောက်နိုင်နေပေါ့နော် five dutcher swine ကင်ကြီးလိုက်တဲ့အချိန်မှာပေါ့နော်ဟိုနူးညံ့နေရဲ့မြေလွာလေးရတဲ့ have more total bull space ဘာဖြစ်လဲ total bull space ဆိုတာပို့ပြီးတော့ more total bull space ဆိုတာအပေါက်ကလေးတွေနေရာလက်ပေါက်ကလေးတွေပို့ပြီးပါဝင်နေဘသူထက်လက် than coarse dutcher swine ဆိုတာကြမ်းတမ်းနဲ့မြေစီလွာအထက်ပေါ့နော်ပို့ပြီးတော့ပါဝင်တာကို ိုသိနိုင်ပါတယ်တဲ့ပြီးတော့ XY absorb water အဲ့ဒီမြေစီလွားကပေါ့ခုန5 texture မြေစီလွားလေးက absorb water ရေကိုဆုပ်ယူရဲပြီးတော့ the air spaces က decrease အဲ့ဒီအချိန်မှာဗာဖြစ်သွားမှာလဲ air spaces ဆိုတာလေပေါက်လေးတွေကကြတော့ညှော်နေသွားမယ်တဲ့ except အနေနဲ့ပြောမယ်ဆိုရင်တဲ့ graver and rock that occur occasionally in soil ကြောက်စီရဲ့ကြောက်ဆောင်လေးတွေကလွဲလို့ပေါ့တဲ့ there are three fraction နဲ့เนาะ အဲ့ဒီညီစီ editor တို့အခုနက file structure swipe နဲ့ cost structure မှာဆိုရင်ဘယ်လိုမျိုး fraction ပေါ့နော်အချို့အစား၃ခုပါဝင်တယ်ဘာတွေလဲဆိုတော့ sand slick and clay ဆိုရဲတဲရဲပြီးရဲအခါကျတော့ teacher တို့နှုံးညီရဲရွှွန်စည်း clay ဆိုရဲရွှွန်စည်းရဲဆိုပြီးတော့ပါဝင်ပါတယ်တဲ့ The organic matter of soil is made out of and decomposed and partially decomposed residue are plants and animals and the tissue of living and dead microorganisms organic matter or soil မြေစီလွားထဲမှာရှိတဲ့ organic matter ရဲ့ကားတဲ့ it's made out of and decompose ဟုတ်ပြီနော်အော် decompose ဆိုတာမပြိုကွဲတာကြီးလည်းရှိတယ် partially တစိမ့်တတိတာ decompose ဖြစ်သွားတဲ့အရာပြိုကွဲသွားတဲ့အရာကြီးလည်းရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ residue of plants and animal အပင်နေတဲ့သတ္တဝါတွေရဲ့ residue အကျဉ်းချန်တွေကနေ decompose ပြိုကွဲသွားတဲ့အရာကြီးလည်းပါဝင်သလို and the tissue of living and death of microorganism မိုက်သိငယ်တဲ့ microorganism တွေတည်ဆုံးခြင်းနဲ့အရှင်တန်နေတဲ့ tissue လေးတွေလည်းပါဝင်နေခြင်းဖြစ်ပါတယ်ဒီပေါ့နော် organic matter of swine ဆိုတာဒီပုံလေးကတော့ခုနကဒီကျွန်တော် composition of swine မှာပါဝင်တဲ့ဟာလေးတွေကိုကျွန်တော်ပြတ်တထားတဲ့ပုံလေးပေါ့နော် swine part ကလည်း50%ပါလို့ post peaks ကလည်း50%ပါတယ်အဲ့ဒီမှာမှ mineral က45% organic material တွေက5%နောက်ဝင်ပြီးတော့ water ကတော့20 to 30%နဲ့ air ကလည်း 22 to 30%ပေါ့ကဲနောက်တစ်ခုကကြတော့ teacher တို့ swide texture အကြောင်းပေါ့နော် swide texture ဆိုတာကတဲ့เนาะအမြေကြီးလားခုနကမြေလွာကြမ်းလားမြေသားနုလားကြမ်းလားဆိုတာကိုစံတတ်တဲ့အရာပေါ့နော် swide texture is simply characterized by the relative proportion of sand slate and clay separates particle found in swide in the swai swai teacher teacher အမြင့်ကြီးလာကျန်းလာနှုလာလို့ teacher လုပ်တဲ့အခါမှာ is simply characterized by the related proportion ပေါ့နော် related သူ့ရဲ့ကျမ်းမြအချိုးပါဝင်ပြီးသားပါဘယ်လိုမျိုးလဲဆိုတော့ sang ဆိုရဲတဲ့ရဲ slick ဆိုရဲ teacher နှုံးမြည်ရဲ and clee ဆိုရဲရှုပ်မြည်တွေကပေါ့နော် separate teacher's particles တွေက form in the swai မြင့်ကြီးလာမှာတွေ့ရပါလိမ့်မယ်တဲ့ เนาะအဲ့ဒီအကျိုးစား၃ခုပါဝင်နေပေါ့เนาะပြီးတော့ swipe texture is affected by the constituent material found within it မြေစီလွာထဲမှာဆိုလို့ရှိရင်ဒီခုနကပြောသွားတဲ့အစမ်းဒီ slick clay တွေကကြတော့အဲ့ဒီ constituent material တွေကလည်းတက်ရောက်မှုရှိစီတယ်တဲ့ အဲ့မှာဘာဘာကြောင်းဆက်ပြောမလဲဆိုတော့ဆက်ကြည့်ရအောင်နော် specifically အသေးစိတ်ပြောရမယ်ဆိုရင်တော့တဲ့ sand slick and clay particles sand ပါဝင်မှု stick ဆိုရဲနုံးမြေပါဝင်မှုနဲ့ clay ရွှန့်စင်းမြေပါဝင်မှုပုံမှာမူတည်ပြီးတော့ soil texture လေးကကွာသွားမှာဖြစ်ပါတယ် a coarse sand wealthy gritty that a wet clay will be heavy and sticky ခုနက coarse sand ဆိုတာကကြမ်းတမ်းနဲ့เนาะတဲလေးရပါတော့ သဲချမ်းလေးရဆိုရင်တဲ့ wealthy ဘယ်လိုမျိုးလဲ gritty ဆိုတာကကြတော့တခြားတို့ဒီမှာပုံလေးမှာပြထားလို့ပေါ့ကြောက်ဖြုံးလေးတွေပေါ့နော်ကြောက်စီတစ်တစ်တစ်လေးတွေကိုခံစားမိမယ် but ဒါပေမဲ့ a what clay wealthy heavy and sticky what clay ဆိုတာကတော့ teacher တို့ရွှင်စေပေါ့နော် sony ရဲ့ရွှင်စေလေးရတော့ဘယ်လိုမျိုးခံစားမိမလဲဆိုတော့ heavy လေးလံတာကိုလည်းခံစားမိမယ်ပြီးတော့ sticky စိတ်ကနေတာတွေကိုလည်းခံစားမိပါလိမ့်မယ်တဲ့ အဲ့လိုခံစားရပြီဆိုရင်တော့ဒါပေါ့နော်ဂလေးပေါ့ဒီလိုမျိုးဟိုတီချာရလက်ကလေးနဲ့ဆန်းလိုက်တဲ့အခါမှာကြမ်းကြမ်းတန်တန်လေးဖြစ်နေတယ်ကြောက်စစ်ပိုင်းစာလေးတွေကြောက်ဖြုံးလေးတွေပါနေတယ်ဆိုရင်တော့ဒါဒီ core sand ပေါ့နော်တဲချမ်းလို့ပြောလို့ရတာပေါ့နော်ကဲနောက်တစ်ခုကကြတော့ why it's made out of different size particle မြေစီလွားမှာတဲ့ it's made out of different size particle particles လေးတွေကပေါ့နော်ကပြချနာတဲ့အမျိုးအစားပေါ့နော်အရွယ်အစားလိုက်ပြုလုပ်ထားရတယ် sun particles တွေခုနကတဲ particles လေးတွေ tend to be the biggest ဟုတ်ပြီเนาะအကြီးဆုံးဖြစ်တယ်ပြီးတော့ clay particles are very small clay particles ဆိုရဲဒီတရရွှွန်မြည်လေးကတော့လွန်ကိုတင်းငယ် very small တင်းငယ်ပါတယ်တဲ့ if the proportion of the sand in the soil it's increased ညည်းစီလွားထဲမှာရှိရဲ sand ပေါ့เนาะတဲရဲ့ proportion သူရဲ့အချိုးစားက increase တိုးသွားတယ်ဆိုရင်တဲ့ the average size သူရဲ့ပြောပြန်ပြရေးဘူးကဘာဖြစ်လဲ site အရွယ်အစားနဲ့ဒါမှမဟုတ်ရင် swipe particles တွေကလည်း increase တိုးသွားတယ် and the resident swipe resident swipe ပေါ့နော်ထွက်လာတဲ့ swipe မြေစီလွှာလေးက become coarser in texture ဆိုတာကကြတော့ကြမ်းတမ်းတာပေါ့နော်မြေစီလွှာလေးတချို့ကင်ကြီးလိုက်လို့ရှိရင်မြေလွှာလေးကမြေသားကျန်းနေတာကိုတွေ့ရလိမ့်မယ်အဲ့လိုမြေသားကျန်းနေတာတွေ့ရတယ်ဆိုရင်ဒီထဲမှာပြောချင်တာကတဲကအမြောက်အမြောက်ပါဝင်နေဆိုတော့အားလေးကိုပြောချင်းဖြစ်ပါတယ် chapter now to kukajaro if the proportion of clay in the soil is increased clay is already chapter ပေါ့နော်ပါဝင်မှုကမြေစီပါးထဲမှာပါဝင်တဲ့ရွှန့်စည်းရဲ့အချိုးအစားက increase များနေမယ်တိုးနေမယ်ဆိုရင်တော့ the average size of the soil particle decreases ဟုတ်ပြီနော် soil ရဲ့မြေစီလွားရဲ့ average size လေးကဘာဖြစ်သွားမလဲ decrease ညော့သွားမယ်ပြီးရဲ့ခါကျတော့ and the resultant soil ထွက်လာတဲ့ပေါ့နော်ရလာတဲ့ရလက်မြေစီလွားလေးကကျတော့ beacon finer in texture ဆိုတာကနုညံ့နေပေါ့နော် texture လေးကိုရရှိပါမယ်တဲ့မြေသားလေးနုညံ့နေပေါ့နော်အဲ့တော့သူကဆိုလိုချင်တာကမြေသားကျန်းတဲ့ ယ်ဆိုလို့ရှိရင် cost structure ဖြစ်တယ်ဆိုရင်တဲ့ဘာဖြစ်လဲသဲများလို့ပဲ fine structure ဖြစ်တယ်ဆိုလို့ရှိရင်ဒါသည်ကျွန်စည်များလို့ဖြစ်ပါတယ်တဲ့ Swipe Dutcherate Triangle is a classification system used to determine swipe classes based on their physical dutcher. เนาะ teacher ခုနကမြေစီလောပေါ့เนาะ Dutcherate trigger ပေါ့နော်မြေကြီးလွားရဲ့အဲမြေသားနှုမှုကြမ်းမှုကိုတဲ့ trigger လေးနဲ့ပြမယ်ပြီးတော့မှနော် it's a classification system သူ့ကိုအမျိုးအစားခွဲခြားထားတဲ့တဲ့ဘာပေါ်မှာမူတည်ပြီးရောလဲဆိုတော့ used to determine swipe classes based on their physical texture သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာပေါ့နော်အာ texture လေးကိုမူတည်ပြီးတော့ texture လေးပေါ်မှာမူတည်ပြီးရောမြေကြီးလွား classes ပေါ့နော်အမျိုးအစားတွေကို classification system အမျိုးအစားခွဲခြားပြထားပါတယ်တဲ့ there are 12 classes as shown in figure 7.9 figure 7.9မှာဆိုလို့ရှိရင်ဒီမြေကြီးလွားပေါ့เนาะ physical structure 12ခုရှိကြောင်းပြသထားပါတယ် the ten loom loom ဆိုတာမြေနုပေါ့ ညင်နုဆိုတာကတဲ့ refer to a soil water combination of sand slate and clay side particles เนาะခုနကဒီချက်ရောပြောတဲ့တဲရဲ့နှုံးတင်နှုံးမြေရဲ့ clay ဆိုရဲရွှွန်မြေတွေကเนาะ combination ဆိုတာကပေါင်းစပ်ထားရဲအဲ့ဒီပေါင်းသုံးခုလုံးပေါင်းစပ်ထားတဲ့မြေစည်းလွှာလေးကို loam လို့ခေါ်ရဲညင်နုမြေစည်းလွှာလို့ခေါ်ပါတယ်တဲ့ for example အနေနဲ့ပြောရမယ်ဆိုရင်သူ့မှာအဲ့ဒီမြေစည်းလွှာမှာဆိုရင်ね which 30% clay เนาะ clay က30ရာခိုင်နှုန်းပြီးရက်က sand သေးက90ရာခိုင်နှုန်းနဲ့20% slip ဟုတ်ပြီနော်20ရာခိုင်နှုန်းနှုံးမြေပြီးပါဝင်နေမယ်ဆိုရင်တဲ့ is called a sandy clay loam လို့ခေါ်ပါတယ်တဲ့သဲရွှွန်မြေကြီးလို့မြေနုမြေကြီးလွာလို့ခေါ်ပါတယ်တဲ့ဒီဟာအောက်ကပုံလေးကတော့တချို့ရို sand ရဲ့ sick မဟုတ်ဒီနှုံးမြေရဲ့ ਨੇ clay ရွှွန်မြေကိုပြသထားတဲ့ပုံလေးဖြစ်ပါတယ် ကဲဒါကတော့ခုနက trail classes of ပေါ့နော်အာ swider shirt အကြောင်းလေးပေါ့နော်အာ swider chart triangle လေးပေါ့ဒီမှာဆိုလို့ရှိရင် teacher တို့6ဆိုရဲ teacher တို့နှုံးမြေရှိရဲအဲ့ဒါကို6 loom ဆိုတော့နှုံးမြေနုပြီးတော့ silty clay loom ဆိုတော့အာနှုံးမြေရှွန့် ်မော်မြေနုနဲ့ city clay ဆိုတော့ကြတော့နှုံးဘာဖြစ်လဲအဲရွှင်စည်းမြေလွာပေါ့နော်ဒါကတော့ clay ပြထားတဲ့ပုံလေးပေါ့ clay ရွှင်စည်းမြေရဲ့ပုံလေးရဲ့ပြီးရက်က medium loam လို့ clay loam လို့ပါတယ်ဟုတ်ပြီနော်ဒါလေးကတော့ teacher တို့က swide textural triangle ပုံလေးဖြစ်ပါတယ်